အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တီအားလုံးမင်္ဂလာပါ။ Chelsea အသင်းကတော့သူတို့မဖြစ်မနေတေချာပေါက်ပြောင်းလဲပြီးတော့တိုက်စစ်တယောက်တော့ခွေဖို့ဆုံးဖြတ်ထားတယ်။ Lian Dela ရှိတာမှန်ပေမဲ့အခု Nicholas Chelsea ရဲ့အပြုမူတွေလှုပ်ဆောင်မှုတွေကို club ဘက်ကတိတ်သဘောမကျဘူး။မနေ့ကတော့ကသူတို့ Newcastle ကိုဝေးခွင့်မှာရှုံးသွားတဲ့ပွဲအပါအဝင် Flamingo ကိုရှုံးတဲ့ပွဲမှာလည်းဒီတိုင်းပဲ။ ဆိုဂျက်ဆင်ကအခုအရင်တုန်းကဆိုချက်စီမှာထိလို့မရတဲ့ကစားမလို့မပါတယ်ခိုးဖာမလို့သူတို့အန်ဆိုအန်ဆိုဖရန်ဒက်စ်တို့နောက်ဒီတစ်ပတ်ကဝိုက်ဆက်ခိုင်စီတို့တို့ကစားမ9ရက်လောက်ပဲရှိတယ်ချက်စီမှာထိလို့မရတာအဲ့ထဲမှာသူတယောက်အပါဝင်ဖြစ်တယ်ဒါပေမဲ့အခုချက်စီတင်ကထိုက်တဲ့ပြောင်းရွှေ့ချေရရင်နီကလပ်ဂျက်ဆင်တို့ကစဉ်းစားဖို့ option တစ်ခုအနေနဲ့ထည့်လာပြီသူတို့အဓိကလီယန်ဒီလက်ကိုခေါ်လိုက်တာလည်းပါတယ် နောက်ခုကသူတို့ကိုယ်တိုင်လည်း Jackson ဘုံကိုတိခတ်မှုပိုင်းအနေငယ်ရော့ကျလာတဲ့အချက်ကိုလည်းကြည်လာတယ်။ဒီပြ Andrew Mariska ကပေါ်တင်မဲ့ဟိုတနေ့ကသူလုတ်တဲ့ပုံနဲ့သူ့ရဲ့ decision making တွေဟာတော်တော်လေးဆူဆူဝါဖြစ်တဲ့အကြောင်းဒီလိုအနီကက်တွေဟာမဖြစ်သင့်တဲ့ဟာတွေဖြစ်တယ်။ Kukrela ကလည်းသူနဲ့ပတ်သက်လို့ဝေဖန်တာတော့လည်းမဟုတ်ဘူး။သူ့ကိုအကြံဉာဏ်ပေးတာရောမဖြစ်သင့်တာလေးတွေမဖြစ်သင့်တဲ့အကြောင်းပြောလာတဲ့အထိဖြစ်တယ်။ဆိုတော့အသင်းတွင်းမှာ ဂျက်ဆင်နဲ့ပတ်သက်လို့နည်းနည်းလေးစိတ်ပြတ်သွားတဲ့အခြေအနေတွေလည်းရှိတယ်ဒါပေမဲ့ဂျက်ဆင်ကိုပြေးသူ့အတင်းကချယ်ဆီကစားမကဒရမတ်သဘောကျတယ်မနေ့ကတော့ကတော့ချယ်ဆီအတွက်တကယ်ကိုအားကိုးရတဲ့ကစားမဖြစ်တယ်ဗီလာရီယယ်ကလည်းယူရို38တန်းနဲ့ပြောင်းလာတဲ့နီကိုလက်ဂျက်ဆင်ရဲ့လက်ရှိ current market ပေါက်ချေးကတန်း90ရှိတယ်ဒါချက်စီအသေးနဲ့ပတ်သက်လို့ရှင်တော့လေပြီးခဲ့တဲ့ရာသီ36ပွဲမှာဒါ73ဂိုးသွင်းတယ်ပရီးမီယာလိမှာ10ဂိုး conference မှာ3ဂိုးနဲ့ တိုတဲအားဖြင့်သူစုစုပေါင်း73ကိုတွင်း69ဖန်တီတွင်း69ကိုကိုကိုပါဝင်ပတ်သက်တယ်။ဆိုအိုက်ဂိန်ကရန်ကဂျက်ဆင်လိုတန်30ကျော်ပေးရတဲ့ဇာမတယောက်တည်းကပြဿနာမရှိဘူး။ဒါပေမဲ့ Chelsea အနေနဲ့ something different ဖြစ်မယ် different level ခုဖြစ်မယ် something ဒါအဓိက main trophy တစ်ခုခုကိုရယူခြင်းနဲ့ဆိုရင် Jackson ကမလုံလောက်ဘူး Mike ဘယ်လိုပြောမလဲ Mike ဆိုရင် Chelsea ရဲ့ legend ကသာမှသူပြောလဲဆိုရင် club မှာ ကိုသမား Robert Sanchez တို့ Nicholas Jackson တို့လူကစားသမားတွေအတွက်နေရာမှာပို upgrade လုပ်တင်တယ်ဗောလေသူကတော့ Oshihan ကိုပြောင်းဖို့ပဲအဓိကပြောနေတယ်ကိုသမားဆိုရင်လည်း Mike Manyu ကို Chelsea ခေါ်တဲ့တယ်လို့ပြောနေ Chelsea ကအခု Mike Manyu မခေါ်ဘူးလို့အပြက်ကိုပြောပြီးပြီ Mike Manyu ကိုနောက်ရသည်ဆိုတော့တမျိုးအခုကတော့မခေါ်တော့ဘူးဆိုတော့အဲ့ဒီနေရာမှာ Jackson ပေါ်ကိုသိကံမှုကုံဆုံးတဲ့အတွက် Chelsea က striker option Nicholas Jackson ကိုလိုချင်တဲ့အသင်းတွေရှိတယ်အဲ့ထဲမှာဒါအခုလောလောဆယ်အနေထားအရ ရိုချီနဲ့အသင်းတွေထဲမှာဂျူဗန်တက်စ်အပါဝင်အီတလီကလပ်အသင်းနှစ်သင်းသုံးသင်းလောက်ရှိတယ်။ချက်စီဘက်ကသူတို့ဘက်ကထိုက်သိမ်းတဲ့ပြောင်းရွှေ့ခြင်းနဲ့ကာလမှုတွေရမယ်ဆိုရင်ဂျက်ဆင်ကိုသူတို့ရောက်ကျင်တဲ့အချိန်မှာသူတို့စိတ်ဝင်စားတဲ့ကစားမယူကိုအာကီတီကေကိုသဘောကျပေမဲ့အိုက်ကစားမအတွက်တောင်းတဲ့ယူရိုတန်တရာကအရင်များလုံးနေဆိုတော့သူတို့လုံးဝပေးဖို့စံနာမရှိဘူး။အော်ရှီယန်ကလည်းလောက်ခလာစာများလုံးနေ ဟို Chelsea ရဲ့ tight sit option ကတိတ်ပြီးမရှိတဲ့ချိန်မှာအခုသူတို့ကြည့်တာကတောင်ပန်ရော tight sit ရောမှာကစားနိုင်တဲ့ဒါ Ramdan Kolo Mwani ဆိုတဲ့ဒါပြင်သစ် tight sit မှု Paris Saint Germain ကနေ Juventus မှာအငှားတွန်းစားနေတဲ့ tight sit မှုပါဒီစားမကလက်ရှိမှာအသက်က25နှစ်ဖြစ်တဲ့ပြည်သစ်တိုက်စီမှုဖြစ်ပြီးတော့သူ့ရဲ့ contract က PSG နဲ့28ထိရှိတယ် မလို့ကိုလိုဘွားနီကသူရဲ့ current market ပေါက်ကြီးကတန်ငါးတန်း80ထိအမြင့်ဆုံးရှိခဲ့ပြီးမှအခုဆိုရင်တန်30ပဲရှိတယ်ဆိုတော့အဲ့ဒီချက်ကသူ့ကို ခေါ်ဖို့ခက်တယ်ခေါ်ဖို့အလွယ်လို့ပြောတာသူက eye trend front back ကစားမဟောင်းဖြစ်တယ် eye trend front back ကအမှန်တမ်းပြောရင်တော့ကစားမတွေအများကြီးပဲ yovito ဟိုမှာ mamushto အများကြီးပဲသူရောင်းတာရောင်းတာမှာတော်တော်ကိုရောင်းတာအခုလဲထပ်ပြီးတော့ equity ကိုရောင်းတဲ့ချိန်မှာကိုလိုမွားနီကိုဒါအခုလက်ရှိမှာ juventus ကနေခေါ်နိုင်တယ် juventus က club ကို cut အပီးထိပဲဒါတောင်းဆိုထားပြီးတော့ခုလောလောဆယ်အနေထားရဒါဘလို့ဘလို့ပြောမလဲဆိုတော့တော်တော်လေးကိုသူတို့ဘက်ကစဉ်းစားနေတယ်ဒါပေမဲ့ Chelsea ဘက်က run run down ကိုလိုမဝါနီကိုအပီးတတ်တဲ့တရားသည့်အငားနဲ့အရင်ခေါ်ပြီးအပီးတတ်ဝယ်ယူခွင့်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဘက်ကလုပ်ချင်တယ်အဲ့ချက်ကသူတို့အဓိကအချက်ဖြစ်တယ်ဆိုတော့ဒီသားမကိုခေါ်မယ်ဆိုရင်ဘလို့ရှိမလဲ run down ကိုလိုမဝါနီက ဒါ Paris Saint Germain ကိုဒါဘယ်လိုပြောမလဲယူရို65တန်းနဲ့ပြောင်းခဲ့တာများတော့တော်တော်များတယ်ဆိုတော့အဲ့ဒီကစားမကပြီးခဲ့တဲ့ရာသီ Juventus မှာဒါ34ပွဲမှာ12ဂိုးအတွင်း3ဂိုးဖန်တီးတယ်အမှန်တမ်းပြောရင်တော့ဘယ်လိုပြောမလဲ Chelsea ထက်တောင်မှဘယ်လိုပြောမလဲနည်းသေးတယ် Chelsea ထက်တောင်နည်းတယ်ဒါ PSG မှာ၂ရာသီကစားတယ်36ပွဲမှာ8ဂိုးပဲအတွင်းနဲ့ Total 54ပွဲမှာ12ဂိုးအတွင်းနဲ့မနစ်က Juventus ကိုရောက်လာတဲ့အချိန်မှာဒါတူတဲ့8-9သွင်းပြီးတော့ပြိုင်ပွဲဆုံးမှာ10-9သွင်းတယ်ဆိုတော့သူအခု PSG နဲ့ Juventus နဲ့ရာဒီခွဲကိုသူကစားတဲ့အချိန်မှာတူတဲ့30ခုပဲသွင်းနိုင်တယ်ဆိုတော့ Jesse ရဲ့ဂိမ်းကနေကတော့အဲ့ထက်တော့ပိုများတယ် Nicolas Jensen က Chelsea ကိုရောက်လာတဲ့ပထမရာဒီမှာ18ခုပြီးခဲ့တဲ့ရာဒီမှာ73ခုနဲ့သွင်းခု30ဒါပေမဲ့ Chelsea ကအခုလောလောဆယ်မှာ striker အတွက်တော့စပြီးစဉ်းစားပြီးနောက်ပြီးတာနဲ့ တောင်ပန်ပိုဇီရှင်တယောက်တည်ကြပါဝင်မယ်ဒီပြကိုတိုင်ကပြောထားတော့မိခလိုမိုးတွင်းနဲ့ဆန်ချိုနေရအစားထိုးမဲ့သူတို့တောင်ပန်တို့ကတော့ဒါခူးဒူးဆိုပါလို့တော့တော်တော်လေးတော့သဘောချတယ်ဒါပေမဲ့ခုလလောဆယ်နေထားရ random colo mwani ko chelsea sa pi lo chin kat pi a nga plus a pita ne jo ban ni la ba lo jesus tamar de